ပိုင်း30ဂျေစုတည်သောအခါသင်ဒုက္ခမရောက်ပါကျွန်တော်အမေရိကန်ကိုရောက်လာတော့တခုတည်းထားမိတယ်ဒီနိုင်ငံမှာစားစရာအလွန်ပေါ်တယ်အမျိုးအစားလည်းအလွန်စုံလင်တယ်ဒါပေမဲ့စားသားဖို့အချိန်တော့အတော်ရှားတယ်တကယ်တော့စားသားခြင်းဟာအများကြီးအားမဆိုင်ရပဲစိတ်ချမ်းသာစေနိုင်တဲ့နေ့စဉ်ကိစ္စတစ်ခုပါ ျမ်းမာအောင်လည်းအများကြီးစားဖို့မလိုဘူးကျွန်တော်အစာတစ်ခုခုကိုတူနဲ့ဖြစ်ဖြစ်ဇွန်းနဲ့ဖြစ်ဖြစ်ကောက်ယူလိုက်ပြီးရင်ခဏလောက်ကိုယူလိုက်တဲ့အစာကိုကြည့်လိုက်တယ်တစ်စက္ကန့်လောက်ဆိုရင်တော့လုံလောက်တယ်စိတ်တွေလွင့်မနေဘူးဆိုရင်ချက်ချင်းပဲဒါဟာပေါ့မုတ်ပေးသည်မုံလာဥစသဖြင့်တိလိုက်တယ်ပြီးရင်အစာကိုပြုံးပြလိုက်တယ် ပြီးရင်ပါဇက်တဲထဲ့ပြီးတတိရှိရှိစိတ်ပါလက်ပါဝါလိုက်တယ်။ဒီစားနေတာကလွယ်ရင်ဘာကူမှလည်းမကြည့်ဘူးမတွေးဘူးဒီမှာပဲစိတ်ထားတယ်။တတိအကျင့်ဆိုတာဘာလုံးလုံးတတိနဲ့လောက်တာပါပဲ။အစားစားတဲ့အခါလဲတတိနဲ့စားတော့ပျော်ရွှင်မှုတည်ကြည်မှုဘဝဖြစ်တည်မှုစတာတွေကသူတို့ဘာသာပေါ်လာတယ်။ အဲ့လိုမိနစ်20လောက်စားလိုက်ပြီးရင်ကျွန်တော်ဟာတနေ့တာအတွက်အားပြည့်သွားပြီလို့ခံစားရတယ်။ကိုယ်ပိုင်းဆိုင်ရာဒါမကစိတ်ပိုင်းဆိုင်ရာ အကျင့်ပိုင်းဆိုင်ရာမှာလည်းအားပြည့်သွားတယ်။ဒါကြောင့်အစာစားခြင်းဟာ အလွန်လေးနက်တဲ့ခြင်းစဉ်လို့ကျွန်တော်ကပြောတာ။ကျွန်တော်နေတဲ့ဇီကုံရိပ်သာမှာဆိုရင် အချိန်ယူပြီးစားတော့ကြတယ်။အတူတူစုစားတယ်။ညီညီညာညာထိုင်ပြီးလူဆုံအောင်စောင့်တယ်။ လူစုံမစပြီးစကြတယ်။အဲ့လိုကုဖေးကညီနောင်နှမယဟန်းတွေကတတိရှိရှိစားနေကြတဲ့အခါကိုဟာလည်းတတိအကျင့်နဲ့စားဖို့အလိုလိုအထောက်အကူဖြစ်လာတာပေါ့။အစာမစားခင်တိုင်းမှာကျွန်တော်တို့ကအစာနဲ့ပတ်သက်ပြီးငားချက်ဆင်ကျင်တယ်။ဆင်ကျင်ပွဲရငားချက်။ဤအစာသည် မြေကြီးကောင်းကင်နှင့်များစွာသောလူတို့၏ပြင်းထန်သော အာထုံမှုမှရလာသောလက်ဆောင်ဖြစ်သည်ထိုလက်ဆောင်ကိုလက်ခံနိုင်လောက်အောင်ထိုက်တန်သူအနေဖြင့်ဂယုဆိုင်သုံးဆောင်မည်ဤအစာကိုအလောတကြီးစားသုံးခြင်းမှရှောင်ကျင်ပြီးမြတ်တယုံသာသုံးဆောင်မည် ESR သည်အာဟာရဖြစ်စေပြီးနာမကျန်းမှုကိုကာကွယ်ပေးနိုင်ပါစေ ESR သည်မေတ္တာနှင့် တရားအကျင့်တို့ကိုလမ်းပြပေးသောအရာဖြစ်တာမိဝဲသုံးဆောင်ပါမည်ပထမဆင်ခြင်မှုကတော့ရှင်းပါတယ်ဒီအစားအစာတွေကကောင်းခင်နဲ့မြေကြီးကလာတယ်လူအများလောက်အားကြောင့်အခုလိုအသင်စားသုံးဖို့ဖြစ်လာတယ် ဒါကြောင့်ကောင်းခင်မြေကြီးနယ်လူအပေါင်းရဲ့လက်ဆောင်ပါဒုတိယဆင်ခြင်မှုကတော့ကိုရတဲ့လက်ဆောင်ကိုတန်ဖိုးထားတတ်ဖို့ပါတန်ဖိုးရှိတဲ့လက်ဆောင်ကို လက်ခံနိုင်အောင်ထိုက်တန်သူဖြစ်ဖို့တတိရှိရှိစားသုံးတဲ့နဲ့ကျေးဇူးတင်တဲ့နဲ့ဥပမာပဲပင်လေးတစ်ပင်ပဲဆိုပါစို့ဒီပင်လေးဖြစ်လာဖို့မြေကြီးနဲ့ကောင်းခင်က လာနဲ့ချီပြီးပြိုးထောင်ခဲ့ရတာ။ ဒါလေးကိုတတိနဲ့စားနေတဲ့အခါမှာသူရဲ့ထူးခြားချက်တွေကိုသိလာမယ်။ဂျေဇူးတင်တတ်လာမယ်။စားနေရင်နဲ့အတိတ် အနာဂတ်တွေကို တွေးပူမနေသင့်ပါဘူး။စားချိန်မှာစားတာကိုပဲအာရုံစိုက်ပါ။အဲ့လိုတတိရှိရှိစားသုံးခြင်းဖြင့်လက်ဆောင်ကိုထိုက်တန်သူဖြစ်လာပါတယ်။တတိယစင်ကြယ်မှုကတော့အလွန်အကျွံမလုပ်ဖြစ်ဖို့စင်ကြယ်တာပါ။ အစားစားတဲ့အခါတခါတလေမှလွန်သွားတတ်တယ်။လောရာထက်ပူစားတယ်။လောဘတကြီးစားတတ်ကြတယ်။ဒါကြောင့်တင့်တင့်မြတ်တတ်အောင်စားဖို့စင်ကြင်ရတာပါ။ကျွန်တော်တို့ဇီကုံရိပ်သာမှာတော့လူတိုင်းဟာတပိတ်တစ်လုံးစီနဲ့စားကြတယ်။ကိုယ်တပိတ်ထဲမှာအစာဘလောက်ရှိရင်တင့်တော်ပြီဆိုတာကျွန်တော်တို့ကသိတယ်။တပိတ်ဆိုတာကျွန်တော်တို့ယဟန်တွေအတွက်အစာမျှတအောင်စားတတ်ဖို့တိုင်းနဲ့ကရိယာလို့တောင်ပြောလို့ရတယ်။ အဆစားတာမလွန်ဖို့အလွန်အရေးကြီးပါတယ်။ဖြစ်ဖြစ်စားမယ်တိတိချာချာဝါမယ်ဆိုရင် အစာနည်းနည်းကလည်းအာဟာရအများကြီးရနိုင်ပါတယ်။တင့်တင့်သော ပမာဏကသာ ကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်။စတုထဆင်ခြင်မှုကတော့ဤအစာကိုစားခြင်းကြောင့်ဖြစ်လာမယ့်အရည်သွေးကိုဆင်ခြင်တာပါ။အာဟာရဖြစ်စေရမယ်။ကျန်းမာဖို့အတွက်ဖြစ်စေရမယ်။ဒီလိုအစာတွေကိုပဲစားတယ်။ မိမိကိုယ်ကိုနဲ့သူတစ်ပါးကို အစိတ်အတာဖြစ်စေတဲ့အစာတွေမေတ္တာခံပါစေတဲ့အစာတွေမစားသုံးမှုပေါ့လောဘစိတ်ဒေါသစိတ်နဲ့စားရင်ဓာရီဖြစ်နိုင်ပါတယ်။ဒါကြောင့်တတိစိတ်နဲ့စားတတ်အောင်ဆင်ခြင်တာပါ။ဗုဒ္ဓကဟောခဲ့တယ်။အစာအသောက်စားခြင်းကြောင့်မေတ္တာခံပါလာရင်မိမိရဲ့ရင်သွေးအသားကိုစားရတယ်လို့ပါပဲတဲ့။ဒါကြောင့်မေတ္တာကိယုဏဖြစ်အောင်စားတတ်ဖို့လေ့ကျင့်သင့်ပါတယ်။ နောက်ဆုံးဆင်ခြင်မှုကတော့ဘာကြောင့်စားနေတယ်လဲဆိုတာကိုဆင်ခြင်တာပါ ကျွန်တော်တို့ယဟန်ဘုရားမှာအတိတ်ဘက်ကိုစီရှိပါတယ်လူတွေကိုဒုက္ခနဲ့အာကူညီတရားပြဖို့လူတွေကိုငြိမ်းအေးမှုနဲ့ထိတွေ့နိုင်အောင်ကူညီဖို့စသဖြင့်ပေါ့ဒီလိုလူတွေကိုကူညီနိုင်ခဲ့ရင်ကျွန်တော်တို့ဘဝတွေဟာလည်းပိုအတိတ်ပဲရှိလာမယ်ဒီအတွက်ကြောင့်ဒီအစားအစာတွေကိုစားသုံးပါတယ်လို့ဆင်ခြင်တာပါ လူတယောက်ဟာတက်ရှိတဲ့တဝအများကြီးကိုကုညီနိုင်စွမ်းရှိပါတယ်။ကျွန်တော်နဲ့ပါလာတဲ့ Sister ချန်ကောင်းဆိုရင်လေနှစ်ပေါင်းများစွာမိဘမဲ့တွေစာလောင်နေသူတွေဒုက္ခရောက်သူတွေအတွက်အလုံးလုံးပေးနေတယ်။သူကုညီခဲ့လို့ထောင်ပေါင်းများစွာသောသူတွေဟာဒုက္ခကတက်တာခွင့်ရတယ်။သူဘဝဟာလည်းပိုပြီးအထိပ်ပဲရှိလာတယ်။ပိုငြိမ်းချမ်းလာတယ်။သူလိုပဲလူတိုင်းဟာပဲနေရာ ဘယ်အချိန်ဖြစ်ဖြစ်လုံနိုင်ပါတယ်။ကျင်နာတဲ့စကားနည်းနည်းပြောတတ်ရင်တောင် သူတစ်ပါးဒုက္ခသက်သာစေပြီးကိုယ့်ဘဝလည်းအတိတ်ပဲပိုရှိလာနိုင်တယ်။သင်ဘဝဟာအတိတ်ပဲပြည့်စုံလာရင်ငြိမ်းအေးလာရင်သင်ဟာလည်းဘောဓိတတ္တဖျားလောက်ပါပဲ။ဘောဓိတတ္တဆိုတာမိမိကိုယ်ကိုမြတ်တာကိယုနာထားနိုင်သူ သူတစ်ပါးကိုဒုက္ခနဲ့အောင်ငြိမ်းအေးအောင်လုပ်ပေးနိုင်သူကို ခေါ်တာပါ။ ျွန်တော်တို့အားလုံးကြည်လို့ဖြစ်နိုင်ဖို့အခွင့်အလမ်းရှိပါတယ်